င်္ဂလာပါတော်ရရှင်များရှင်အခုချိန်ကစပြီး Radio UNG ရဲ့2025ခုနှစ်ဧပြီလ10ရက်မနေ့ခင်းပြည်တွင်သတင်းများကိုတင်ပြပေးပါမယ်။ကျွန်မຫນွေဦးမိုင်းပါ။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအားအတိမတ်ပြုကြောင်းဆုံးဖြတ်တီးပြုတ်တဲ့သတင်းကိုအစွတ်တင်ပြပေးသွားပါမယ်။ ။ဩစပါစကစ္စတန်နိုင်ငံတက်စကင်မြို့၌ဧပြီလ9ရက်နေ့တွင် ကျင်းပတဲ့ကျိန်150မြောက်နိုင်ငံတကာပါလီမန်များညီလာခံ၏အမှုဆောင်ကောင်စီအစည်းအဝေးကပြည်တော်စွန့်လွတ်တော်ကိုစားပြုကော်မတီအားဆက်လက်တိမှတ်ပြုကြောင်းဆုံးဖြတ်တည်ပြုခဲ့လို့တင်ရရှိပါရ။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU နေဖြင့်ပြည်တော်ဆွလတ်တော်ကိုစားပြုကော်မတီအားအကြံဖက်စစ်တမအာနာသိမ်းယူခဲ့သည့်2021ခုနှစ်မတ်လတွင်ကျင်းပခဲ့သည့် 142ကြိမ်မြောက်ညီလာခံမှစ၍မြန်မာနိုင်ငံနဲ့မြန်မာပြည်သူတို့၏တရားဝင်ကိုစားပြုဖွဲ့စည်းဖြစ်နိုင်ငံတကာပါလီမန်များအစည်းအဝေးများတွင်လေးလာသူအဖြစ်တက်ရောက်ခွင့်ပြုရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့်2022ခုနှစ်တွင်ကျင်းပခဲ့သည့်ညီလာခံများနဲ့အစည်းအဝေးများတွင်အွန်လိုင်းမှတဆင့်ပါဝင်တက်ရောက်ခဲ့ပြီး2023ခုနှစ်မတ်လတွင်ဘာရင်းနိုင်ငံမနာမာမြို့၌ကျင်းပခဲ့သည့် 146ကြိမ်မြောက်နိုင်ငံတကာပါလီမန်များငီလာခံမှစ၍လူကိုယ်ရိုင်တက်ရောက်လှစ်ရှိပါတယ်။ယခုကဲ့သို့ကမ္ဘာနိုင်ငံပေါင်း180ကျော်မှနိုင်ငံတော်အဆင့်လွှတ်တော်များဖြင့်ဖွဲ့စည်းထားသည့်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကပြည်တော်စွန့်လွှတ်တော်ကိုစားပြုကော်မတီအားဆက်လက်အသိမှတ်ပြုခြင်းသည်ဒီမိုကရေစီနီးကျမဟုတ်သောအကြမ်းဖက်စစ်တပ်အားယနေ့ထိတိုင်ဆန့်ကျင်တော်လှန်နေသည့်မြန်မာပြည်သူတရက်လုံး၏ဒီမိုကရေစီကိုလိုလားသော ြင်းပြတော့ဆန္ဒကိုလေးစားတံဖိုးထားချင်းကြောင့်သာဖြစ်ကြောင်းအစီအခံတင်ပြအပ်တယ်လို့ပြည်အောင်စွန့်ထွက်တော်ကိုစားပြုတ်ကော်မတီကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ဆလပီလူသားချင်းစာနာထောက်ထားရင်းနဲ့ဘင်းနယ်ဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာနကမလင်ဘေးတင်မြို့နယ်များအတွက်ရံပုံငွေထောက်ပံ့ထားရှိမှုနဲ့လူသားချင်းစာနာမှုအကူအညီပေးအပ်မှုခြေနေများသတင်းထုတ်ပြန်တဲ့သတင်းကိုတင်ပြပါမယ်။ အမျိုးတိုင်းငွေငွေရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်အေဆိုင်ရာစီမံခန့်ခွဲဝင်ကြီးဌာနကဧပြီလ၈ရက်နေ့အထိငလင်ဘေးတင်မြို့နယ်ပေါင်း32မြို့နယ်အားရန်ပုံငွေထောက်ပံ့ထားရှိမှု1656တန်း9သိန်း8000ကျပ်အားထောက်ပံ့ထားပြီးဖြစ်တယ်လို့သိရပါတယ်။ မလင်းဘေးတိမြို့နယ်များအားရန်ပုံဝင်ထောက်ပံ့တားရှိမှုအခြေအနေတွင်မလေးတိုင်းကို954တန်8000 3000ကျပ်ပဲခူးတိုင်းကို254တန်3သိန်းကျပ်နေပြည်တော်ကို192တန်3သိန်းကျပ်ရှမ်းပြည်နယ်တောင်ပိုင်းကို164တန်4သိန်းကျပ်နဲ့စကိုင်းတိုင်းကို151တန်3သိန်းကျပ်တို့ထောက်ပံ့ထားရှိခဲ့လို့ဖော်ပြထားပါတယ်အလားတူ2025ခုနှစ်မတ်လတွင်လူသားချင်းစာနာမှုအကူအညီဝေကျက်959.9တန်းကို အမှန်တကယ်ကူညီလိုအပ်နေသူများထံပံ့ပိုးပေးနိုင်ခဲ့ပါကြောင်းလဲလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးနေဆိုင်ရာစီမံခန့်ခွဲရေးညှိနှိုင်းကထုတ်ပြန်ပါတယ်အဆိုပါတော်လှန်ပြည်သူများ၏ပြည်သူမှပြည်သူအလှူငွေဝေချက်959.6တန်းကိုနေ့ရက်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူစစ်ပေးရှောင်ပြည်သူ 23856ဦးအရေးပေါ်စားနပ်ရိက္ခာအတွက်ငွေကျပ်496.3တန်းထိတွေ့တိုက်ပွဲများ၌ကြဆုံးခဲ့ရသည့်သူရဲကောင်းပြည်သူ135ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ469ဦးအတွက်အရေးပေါ်လူသားချင်းစာနာမှု အကူအညီဖြင့်ငွေကျပ်37.6တန်းနိုင်ငံရေးအကျဉ်းသားများနှင့်၎င်းတို့မိသားစုဝင်များအတွက်အရေးပေါ်လူသားချင်းစာနာမှုအကူအညီဖြင့်ငွေကျပ်1.5တန်း တဘာဝဘေးအန္တရာယ်ထိခိုက်ခံစားသူများအတွက်ငွေကျပ်25ဒသမ3တန်းထိခိုက်လွယ်ပြည်သူများနဲ့၎င်းတို့၏မိသားစုများအတွက်ငွေကျပ်1ဒသမ3တန်းထွေထွေလူသားချင်းစာနာမှုကူညီဖြင့်ငွေကျပ်1.8တန်းထောက်ပံ့ခဲ့လို့ပေါ်ပြထားပါတယ်။တွန်လှန်ရေး၄နှစ်ကျော်ကာလအတွင်းတွန်လှန်ရေးအောင်မြင်နိုင်ရေးကိုသာရှေ့ရှုပြီးအဖက်ဖက်အကြက်တီးများကြားမှကြံ့ကြံ့ခံကားပါဝင်တော်လှန်နေသောပြည်သူတအူးချင်းစီတိုင်း၏လုံဆောင်ချက်များ ထားရှိသည့်စိတ်ဓာတ်များကိုလေးစားဂုဏ်ယူမိပါကြောင်းနဲ့ရှေ့ဆက်၍လည်းယခုလိုမလျှော့သောဇွဲဖြင့်ညီညီငင်းငွတ်လက်တွဲဆောင်ရွက်သွားကြပါစေကြောင်းတိုက်တွန်းထားပါရရှင်။အင်အားပြင်းငလင်လှုပ်ခတ်မှုဘေးတင်နေချိန်မှာအစံဖက်စိအုပ်စုကအရတားပြည်သူများပေါ်လေးချောင်းနဲ့လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုကြောင်းကလေးငယ်6ဦးအပါအဝင်ပြည်သူ82ဦးသေဆုံးကြောင်း UNG ထုတ်ပြန်တဲ့သတင်းကိုဆက်လက်တင်ပြပါမယ်။ 2025ခုနှစ်မတ်လ28ရက်နေ့တွင် ဖြစ်ပွားခဲ့တဲ့အင်အားအလုံးပြင်းထန်သည့်မြင်းကလင်ဘေးဒဏ်ကိုကြုံတွေ့နေရပြီးနောက်ပိုင်းဧပြီလ8ရက်နေ့နေ့လယ်2နာရီအထိလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအတည်ပြုရရှိထားသောအချက်အလက်များအရတပတ်တွင်အကြမ်းဖက်ဆဲဥစုက ၄ချောင်းနဲ့လက်နက်ကြီးဖြင့်တိုက်ခိုက်မှုစုစုပေါင်း62ကြိမ်ပြုလုပ်ခဲ့ရာအသက်18နှစ်အောက်ကလေးငယ်6ဦးအမျိုးသမီးအယောက်30အပါဝင်အရသားပြည်သူ82ဦးအသက်ဆုံးရှုံးခဲ့ရကြောင်းအမျိုးသားရင်သွင်းရေးအစိုးရမှသတင်းထုတ်ပြန်ပါတယ်။ထိုတုတ်တိုက်ခိုက်မှုများတွင်ငလင်ဘေးတံကိုအစိုးရဆုံးခန်းစားခဲ့ရတဲ့စကိုင်းတိုင်းအတွင်းတိုက်ခိုက်မှု18ကြိမ်နဲ့မလေးတိုင်းအတွင်းလည်း18ကြိမ်ပါဝင်ခဲ့လို့ဖော်ပြထားပါတယ်။အကြံဖက်စစ်ကောင်စီမှဒေသ 11ခုကိုလေကြောင်းတိုက်ခိုက်မှုအချိန်ရင်62ကြိမ်ပြုလုပ်ခဲ့ပြီးတည်ဆုံးသူ65ဦးနဲ့ထိခိုက်ဒဏ်ရာရသူ60ဦးရှိရလို့သိရပါတယ်အလားတူကျန်းဖက်စစ်ကောင်စီမှဒေသ6ခုကိုလက်နက်ကြီးဖြင့်တိုက်ခိုက်မှုအကျဉ်း30ပြုလုပ်ခဲ့ပြီးတေဆုံးသူ9ဦးနဲ့ထိခိုက်ဒဏ်ရာရသူ31ဦးရှိကြောင်းထောက်ပြန်ထားပါတယ်ရှင်။ဥရောပသမဂ္ဂ၏တူလောင်ထားသောအရေးကြီးထောက်ပံ့ရေးပစ္စည်း 55တန်တင်ဆောင်လာသည့်ဒုတိယမြောက်လေးရင်မြန်မာနိုင်ငံရောက်ရှိတဲ့တင်းကိုနောက်ထပ်တင်ပြပါမယ်။ဥရောပသမဂ္ဂ၏တူလောင်ထားသောအရေးကြီးထောက်ပံ့ရေးပစ္စည်းများ55တန်ကို တင်ဆောင်လာသည့်ဒုတိယမြောက်လေးရင်သည်မြန်မာနိုင်ငံသို့ရောက်ရှိပြီးဖြစ်တယ်လို့ဧပြီလ9ရက်ဥရောပသမဂ္ဂယုံရန်ကုန်ကဖော်ပြပါရယ်။မကြသေးမီကဖြစ်ပွားခဲ့သည့်မြင်းကလေးကြောင့်ထိခိုက်ခံစားရသည့်ရရွာလူထုများကိုကူညီထောက်ပံ့ရန် ဥရောပသမဂ္ဂကြီးတို့လောင်ထားသောရေးကြီးထောက်ပံ့ရေးပစ္စည်းများ55တန်ကိုတင်ဆောင်လာတဲ့ဒုတိယမြောက်လင်းရင်ဟာရန်ကုန်မြို့သို့ရောက်ရှိလာပါပြီလို့ဖော်ပြပါတယ်။ဥရောပသမဂ္ဂမှစီစဉ်ပေးသည့်ဤလူသားချင်းစာနာထောက်ထားမှုဆိုင်ရာမှုဆောင်မှုတွင်အရေးပေါ်အမိုးကားစေပက်ဆိုင်ရာ ထောက်ပံ့များနဲ့လိုအပ်သူများကိုကူညီရအရေးကြီးပစ္စည်းများပါဝင်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံတွင်လောက်ကင်လှည့်ရှိသော အီတလီနိုင်ငံမှလူသားချင်းစာနာမှုအဖွဲ့အစည်းဖြစ်သော CSV Onlasti လိုအပ်မှုအပေါ်အခြေခံ၍ထိုထောက်ပံ့များကိုတက်ဆိုင်ရာဒေတာများသို့စနစ်တကျဖြန့်ဝေသွားမယ်လို့သိရပါတယ်။ဤလေရင်ဖြစ်ပေးပို့သောထောက်ပံ့မှုသည်ဥရောပသမဂ Humanitarian Air Bridge ၏ဒုတိယကြိမ်မြောက်ပေးပို့မှုဖြစ်ပြီးပထမကြိမ်တင်ဆောင်လာသည့်တန်ချိန်80ခန့်ရှိသောထောက်ပံ့ရေးပစ္စည်းများသည်မကြာသေးမီက မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီးလိုအပ်သူများထံဖြန့်ဝေပေးနိုင်ရန် UNICEF ထံသို့လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။ဇလပီလေတို့မြို့နယ်တွင်လေပြင်းတိုက်ခိုက်မှုကြောင့်စာတင်ကျောင်းတစ်ကျောင်းနေအိမ်လေးလုံးနဲ့စပကြီးတစ်လုံးထိခိုက်ပျက်စီးခဲ့ရတဲ့သတင်းကိုတင်ပြပါမယ်။ ညောင်လေးပင်ခရိုင်လေတို့မြို့နယ်တွင်ဧပြီလ9ရက်နေ့ညနေ3နာရီခွဲအချိန်တွင်မိုးရွာသွန်းကလေးပြင်းတိုက်ခတ်ခဲ့သောကြောင့် Tight 2ကျေးရွာစတင်ကြောင်းအမိုးလံထွက်ပျက်စီးခဲ့ရပြီးနေအိမ်လေးလုံးနှင့်စပကြီးတစ်လုံးထိခိုက်ပျက်စီးခဲ့ကစပားအိမ်20ခန့်ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုမှသတင်းထုတ်ပြန်ပါသည်။အာနာသိန်းကျန်းဖက်စစ်ကောင်စီတပ်မှညောင်လေးပင်ခရိုင်တွင်ရှိကျေးရွာများတွင်သို့ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဒရုန်းများလေယာဉ်များဖြင့်နေစင်နေတိုင်းပြင့်မှတ်ထားတိုက်ခိုက်နေသောကြောင့်ပြည်သူလူထုများအနေဖြင့်တဘာဝဘေးဒဏ်များကိုခံစားရလင်ကစားစစ်ကောင်စီတပ်များ၏နေစင်ရက်ဆက်လူခွင့်ရချို့ဖောက်မှုများကိုကြုံတွေ့ခံစားနေရသောကြောင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုံဆောင်နေရအတွက်အဟန့်တားများစွာဖြစ်ပေါ်ကြုံတွေ့နေကြရလျက်ရှိရလို့ဖော်ပြထားပါရဲ့ရှင်။ မလင်လှုပ်ခတ်ပြီးနောက်ပိုင်းအမေဖြစ်သူဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကိုမသိရတာကြောင့်အင်မတန်စိုးရိမ်မိရဲ့လို့တောင်းငယ်ကိုထိန်လင်းပြောတဲ့သတင်းကိုတင်ပြပါမယ်။မလင်လှုပ်ခတ်ပြီးနောက်ပိုင်းအမေဖြစ်သူဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကိုမသိရတာကြောင့်အင်မတန်စိုးရိမ်မိရဲ့လို့တောင်းငယ်ကိုထိန်လင်းကဧပြီလ9ရက်ကဆိုရှယ်မီဒီယာမှာပြောကြားထားပါတယ်။မိမိကိုပြပလောကနဲ့ဆက်သွယ်ခွင့်မရှိဘဲနေပြည်တော်အချင်းထောင်ထဲမှာထိန်းသိမ်းထားဆဲဖြစ်တဲ့အတွက်ကျွန်တော်မိမိဒေါ်အောင်ဆန်းစုကြည်ရဲ့ ျမ်းမိုင်နဲ့လုံခြုံမှုကိုလည်းစိုးရိမ်တဲ့အပြင်ငလင်လှုပ်ခတ်ပြီးနောက်ပိုင်းမိမိအခြေအနေကိုမသိရတာကြောင့်အင်တန်စိုးရိမ်မိပါတယ်လို့ကိုထိန်လင်းကပြောဆိုထားပါတယ်။မကြမီအသက်80ပြည့်တော့မဲ့နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်ဘောင်ဆန်းစုကြည်ကိုအကျန်းဖတ်ဆေးဥစုဟာ2021ခုနှစ်ဖေဖော်ဝါရီ1ရက်အာနာလူစင်ကလေးကဖမ်းဆီးထားခဲ့တာပဲဖြစ်ပါတယ်ရှင်။ နယူးယောက်မြို့ရှိမြန်မာမိသားစုများနဲ့အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနပူးပေါင်း၍ငလင်ဘေးတင်ပြည်သူများနဲ့စစ်ဘေးတင်ပြည်သူများအတွက်ရန်ပုံငွေပွဲမှာအမေရိကန်ဒေါ်လာ1900ကျော်ရရှိတဲ့တင်ကိုနောက်ဆုံးတင်ပြပါမယ်။အမေရိကန်နိုင်ငံနယူးယောက်မြို့ရှိမြန်မာမိသားစုများ၏ရန်ပုံငွေပွဲတွင်အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနပြည်တော်စုဝင်ကြီးနော်စစ်စနာလှလှဆိုးတက်ရောက်ခဲ့ပြီး ဌာန၏စီမံကိန်းများမှထုတ်ကုန်များရောင်းချမှုတွင် American Dollar 1980ရရှိခဲ့လို့သိရပါတယ်။ဝယ်ယူအားပေးကြပါသော တော်လှန်မိတ်ဆွေများအားအထူးကျေးဇူးတင်ရှိက၎င်းလူဝင်များအားစစ်ပေးတင်ဒေတာများနဲ့ငလင်တန်ခန်းစားရသူပြည်သူများအားဆက်လက်ထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်ရှင်။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio UNG တင်ထောက်မင်းတီဟန်မစ်စစ်သွင်းနဲ့ခရှဲတို့ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။